စကိုင်းညူနေဘိုဘူကလောက်ခခဲအင်အားလုံးပြန်ထတဲ့ငွေလင်းနောက်ပိုင်းနောက်ဆက်တော်ငွေလင်းတွေဆက်လက်လှုပ်ခန့်နေတာဒီကနေ့မှာကြည်ရီတရားနဲ့၃အထိရှိလာပြီလို့စစ်ကောင်စီလက်အောက်ခံမော်လီဝတာနဲ့ဇလပေတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်မလနစ်ဆေရှေကဗီတာစကီကုနေတာမကုနေအစင်ရှိငွေလင်းလှုပ်ခခဲ့ပြီးမန္တလေးစကိုင်းနေပြည်တော်ပဲခူးမကွေး ရှမ်းအစီအမျိုးတွေမှာထိခိုက်သေးသေးပျက်စီးမှုအလွန်များပြားခဲ့ပြီးလက်ရှိအချိန်ထိပြိုကျအဆောက်အဦတွေထဲပိတ်မိနေသူများစွာရှိနေစေဖြစ်ပါတယ်။မန္တလေးနယ်ရှိငလီနောက်ပိုင်းနောက်ဆက်တွဲငလီတွေနေ့စဉ်ရက်ဆက်လှုပ်ခတ်နေစေဖြစ်ပြီးစနေရမြောက်ဖြစ်တဲ့ဒီနေ့ဧပြီလရှိအထိလှုပ်ခတ်နေစေဖြစ်ပါတယ်။ဒီနေ့ မော်ရတနိုင်းလာမှာကျောက်ဆဲမျိုးရဲ့ အရှိတောင်ပဲဆယ်မိုင်လောက်အကွာကိုပို့ပြပြီးဖရတာစကီသုံးဒသမနှစ်အစဉ်ရှိတဲ့ငလျင်ထက်မှန်လွတ်ခတ်ခဲ့တဲ့အကြောင်းမုဇလထူပြန်ချက်မှာဖော်ပြပါတယ်အဲ့ဒီငလျင်မှာအကြီးတရားနဲ့တူကြီးမြောင်လေးဖြစ်ပါတယ်။ကျွန်တော်ပါလေကွာအောက်မှာလူတွေအများကြီး။ငယ်ဒီကြောင့်ဒေဆိုသူ2600ရှိပြီးဒဏ်ရာရသူ5000ကျော်နဲ့ကြောက်ဆိုသူ160ရှိတယ်လို့စစ်ကောင်စီကဧပြီလ9ရက်မှာထုတ်ပြန်ထားတာပါ။